ားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်အမှုတရားနဲ့ပတ်သက်တဲ့အကြောင်းတစ်ခုပြောချင်ပါတယ်ကမ္ဘာပေါ်မှာအမှုတရားကကမ္ဘာမျက်နှာပြင်တစ်ခုလုံးရဲ့87ရာခိုင်နှုန်းကိုလွှမ်းမိုးထားတယ်လို့ပြောပါတယ်ဒီကျွန်တော်တို့လူသားတွေနဲ့တခြားတိရစ္ဆာန်တွေနေထိုင်တဲ့ဒီကုန်းမြေပေါ့နော်ကုန်းမြေက29ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ပြောပါတယ်။အဲဒီ87ရာခိုင်နှုန်း အမှုတရားလွှမ်းမိုးထားတဲ့ရာဂိုင်နှုန်းနဲ့မှာမှလူတွေသိရှိတဲ့အကြောင်းပေါ့ဒီရေလူကြီးအကြောင်းလူတွေသိတာကတရားရာဂိုင်နှုန်းမှာဆိုရင်900ရာဂိုင်နှုန်းလောက်ကိုပဲသိပြီးတဲ့95ရာဂိုင်နှုန်းကိုလူတွေကမသိသေးဘူးလို့ပြောပါတယ်လူတွေကဒီအာကာသအကြောင်းကို သမှုတရားထက်ပိုပြီးသိတယ်လို့ပြောကြပါတယ်ဒီနေ့တော့ဒီသမှုတရားတွေကလူသားတွေမသိသေးတဲ့လိဝတ်ချက်တွေကတခုဖြစ်တဲ့ မာမိတ်လို့ခေါ်တဲ့ယေရှုမတွေအကြောင်းကိုကျွန်တော်ပြောခြင်းပါတယ်။ယေရှုမလို့ပြောလိုက်တာနဲ့ကျွန်တော်ရဲ့မျက်လုံးထဲမှာအရှင်ဆုံးဒါမြတ်သောအဖြစ်လူတွေမျက်လုံးထဲမှာမြင်မိတာကတော့ဒါ Disney ကတုန်းကတည်းက Ariel ဆိုတဲ့ယေရှုမပုံစံမျိုးပေါ့။ဒါမှမဟုတ်ဘူးဆိုရင်ကတုန်းကတည်းရဲ့ယေရှုမပုံစံကိုတော့တော်တော်များများမြင်ဘူးပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်သင်္ဘောသားတွေကိုအချင်းနဲ့မျှခေါ်ပြီးတော့ရေထဲကိုဆွဲနှစ်တက်ဖြတ်တဲ့ကြောက်စရာ သူအားဆိုးလို့မြင်တဲ့လူတွေလည်းဒါရှိပါတယ်တကယ်တော့ဒီရေသူမဆိုတာပုံမြင်နေရမှာပဲရှိတာတော့မဟုတ်ပါဘူးလူငယ်နှစ်3000ကျော်ပေါ့ရှီခေအစီရီယန်လူမျိုးတွေကနေစပြီးကျွန်တော်တို့ဒီနေ့ခေပေါ့နော်ဒီနေ့ခေမှာခေမှာဆိုရင်ဒါနာမည်ကျော်ကြားတဲ့လူတွေဒီခရစ်စတိုဖာကိုလန်ဘက်တို့ဒီလူတွေအထိလူသားတမိုင်ကတခြားလူမှဆိုရင်ဒါလူတစ်ပိုင်း၅တစ်ပိုင်းရှိတယ်တတ္တဝါဆိုပြီးတော့မှာ အမှတ်တမ်းတွေထဲမှာရောအပြင်မှာတွေရောဒါချစ်ချစ်ပြင်းပြန်ကို ပြောကြပါလေဒါဆိုရင်မိဂုံးတစ်ခုရှိတာကရှ िख ိတုံကလူတွေကပေါ့တယောက်နဲ့တယောက်ဒါမှမဟုတ်တစ်ပွဲနဲ့တစ်ပွဲဆက်သွယ်ဘူးလေအတော်ကိုမှခတ်ပါလေနေခီလိုအင်တာနက်တွေဖုန်းနေလည်းမရှိဘူးစာတိုင်းစနစ်တွေတောင်မှဥရှိတုံကဆိုမရှိခဲ့ကြပါဘူးပေါ့အဲ့လိုချိန်မျိုးမှာကမ္ဘာမှာ မတူညီတဲ့နေရာတွေပေါ့အာဖရိကတိုက်ဥရောပအာရှဩစတြေးလျပြီးတော့အာတိတ် ဲ့လိုနေရာတွေမှာခြေသူမတန်တာကြီးတွေကတိုက်တိုက်ဆန်ဆန်ပဲရှိနေပါတယ်ခြေသူမတန်တာကြီးဆိုတာခုနကျွန်တော်ပြောခဲ့တဲ့နေရာတွေအကုန်လုံးမှာရှိနေပါတယ်ပြီးတော့ပင်လယ်ပြင်ခီးသွားတွေလည်းမြင်ဘူးတယ်လို့ဒါပြောကြပါတယ်ဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီခြေသူမတန်တာကြီးရဲ့မူလအစပေါ့ပြီးတော့မျက်မြင်သက်သေတွေနဲ့သူတို့ရဲ့မှတ်တမ်းတွေပြီးတော့သိပ္ပံပညာကဘလို့ဖြည့်ရှင်းထားတယ်လေပေါ့ဒီအန်ဟောဆရာကိစ္စတွေကိုကျွန်တော်ပြောပြမှာပါ ရည်သူမတွေတကယ်ရှိလားမရှိဘူးလားဆိုတာကိုအဲဖြေရှားဖို့ဒီဗီဒီယိုကိုသုံးထီကြည့်ကြည့်လိုက်ပါပထမဆုံးအနေနဲ့တော့ရည်သူမရဲ့ပမာဏကြောင့်ပထမမူလအစကအစီရင်လူမျိုးတွေကနေစတယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဒါအစီရင်လူမျိုးတွေကနေစခဲ့တယ်လို့ပြောတယ်ဆိုတာထက်ဒါတက်တည်အခိုင်အမာရှိတဲ့ဇလန်အစောဆုံး မှတ်တမ်းတင်ထားတဲ့တက်တည်အခိုင်အမာရှိတဲ့ဇလန်းလိုပဲဒါပြောချင်ပါတယ်ဘာကြောင့်မလို့လဲဆိုရင်ဒါတခြားကမ္ဘာ့ရဲ့ဒေတာတွေမှာလည်းရှိပါတယ်ပြီးတော့ဒီစတီဒီယံလူမျိုးတွေထပ်ပို့ပြီးတော့မှအဲစောတဲ့အဲထောက်ထားတွေလည်းဒါတခြားနေရာတွေမှာတွေ့ရပါတယ်ဒါပေမဲ့ဒီစတီဒီယံနေရဲ့ဒီရေသူမအဲဇလန်းကတမိုင်းမှတ်တမ်းတင်ထားတဲ့အထဲမှာအစောဆုံးပေါ့နော် ။မှဆိုရင်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ပေါ့ BC 1000ဝန်းကျင်ကိုကျွန်တော်ပြန်ပြီးတော့มาတွားရပါလိမ့်မယ်။အဲ့ဒီနေရာကဒီအစီရီယန်လူမျိုးတွေရှိတဲ့နေရာပေါ့ဒီအစီရီယန်လူမျိုးလို့လည်းခေါ်ပါတယ်။ဒါဆီးရီးယားနိုင်ငံမြောက်ပိုင်းမြောက်ပိုင်းမှာရှိတာပါ။ခင်ဗျဒီလူမျိုးတွေပေါ့ဒီအစီရီယန်လူမျိုးတွေကိုးကွယ်တာဒါနှစ်ဖျားအများကြီးပါတယ်ဝါရအူဒါကိုးကွယ်တာပါ။ ဒီနတ်ဖျားများကြီးပါတယ်ထင်မှာဆိုရင် तू ဘယ်သူရှိလဲဆိုအတာဂေတစ်လို့ခေါ်တယ်ဒါနတ်ဖျားတစ်ပါးရှိပါတယ် तू ဟာဒါတာမန်အမျိုးသမီးနတ်ဖျားတစ်ပါးဖြစ်ုံနဲ့မကောက်ဘူးဗောသူတို့ဝါရအရာဆိုရင် तू ကဒီမြေပြင်ရောပြီးတဲ့အခါကျတော့ရေပြင်ကိုပါ तू အုပ်ဆိုးတယ်ဗောပြီးတဲ့အခါကျတော့ဂျန်နဲ့ဒီသူတို့မျိုးနွယ်စုတစ်ခုလုံးဟာဒီနတ်ဖျားမအောင်ကြောက်ရွံ့ရိုသေးရတယ်ပြီးတော့ तू ဟာအလှမှာလေပြိုင်မကင်းတယ်လို့ပြောပါတယ်ဒန္နာကြီးတွေအရာဆိုရင်သူ့ရဲ့ဇလန်ကဟို set andy ဗော ဝမ်းနည်းစရာနဲ့အဆုံးသက်တဲ့ဒါအချစ်ဆက်လန်းတစ်ခုပါဒီတကူရန်ကြီးတယ်ဆိုရင်နတ်ဖရာမအာတာခိတိကနဲ့သူတို့ကဒါ immortal ပေါ့မတည်မျိုးပေါ့နော်ဒါသာဝရအသက်ရှင်နေတယ်အဲ့မှာ तू ကတည်မျိုးဖြစ်တယ်တာမန်လူသားပေါ့တိုးချောင်းသားတယောက်ကိုမြင်မြင်ချင်း तू ကြိုက်မိတယ်လို့ပြောပါတယ်ဒါပေမဲ့ဒီနတ်ဖရာမနဲ့ဒီလူသားရဲ့ဇလန်းက तू မချောမွေဘူးပေါ့ ဒီနေ့မှာ तू ဘာဖြစ်လဲဆိုရင် तू ကနတ်ဖျားမှဖြစ်တာကြောင့်မလို့ तू ရဲ့ခန္ဓာကိုယ်မှာဆိုလူသားတွေခန္ဓာရေမရှိတဲ့တကူဆွမ်းအားတွေရှိနေတယ်လို့ပြောပါတယ်။အဲဒီမှာ तू ရဲ့ဆွမ်းအားတွေကိုထင်းချုံလို့မရဘဲနဲ့မတော်တဆသူ့ကောင်လေးကိုဒါတတ်လိုက်မိတယ်ပေါ့။အဲဒီခါမှာ तू ကအဲကိုကိုကိုလေဒါဝမ်းထဲပက်လက်ဖြစ်တယ်ပြည့်တဲ့ခါကျတော့သူ့ကိုယ်သူလည်းအပြစ်ပေးမယ်ဆိုပြီးတော့သူကုန်းပေါ်မှာဆက်မနေတော့ဘူးလို့သူဆုံးဖြတ်လိုက်ပါတယ်။ အဲ့မှာလူတွေနဲ့ဝေးတဲ့နေရာပေါ့ဒါကဘာမီးနဲ့ဝေးတဲ့နေရာကိုထွက်ပြေးမယ်ဆိုပြီးတော့သူသွားပါတယ်။သွားရင်းနဲ့သူဘဲကိုရောက်သွားလဲဆိုရင် SS အစကလုံးလို့ခေါ်တဲ့ရေကန်စီကိုရောက်သွားပါအဲ့ရေကန်ကိုရောက်တဲ့အခါမှာ तू ကရေကန်ထဲကိုခုံချပြီးတော့မှ तू ငါးတကောင်ဖြစ်ပဲသူ့ကို तू ပြောင်းပြီးတော့မှဒီရေကန်ထဲမှာပဲ तू ထာဝရနေတော့မယ်ပေါ့ဒါပေမဲ့ဒီဒန္နာကြီးမှာထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်ဒါပါလဲဆိုရင်ဒီအစကလုံးရေကန်ငါးတဲ့သူ့ရဲ့ ဒီနတ်ဘုရားမကရန်လှလုံလို့ပေါ့သူ့ရဲ့အလာတရားကိုဖုံးကွယ်မထားနိုင်ဘူးအဲ့ဒီမှာဆိုရင်ပြီးတော့ကသူ့မှာလည်းတကိုးတွေရှိတယ်ပေါ့အဲကြောင့်မလို့ဒီတကိုးတွေရဲ့အရှိန်အဝါအကြောင်းမလို့သူကခန္ဓာကိုယ်တစ်ခုလုံးကငါအဖြစ်နဲ့ပြောင်းမသွားဘူးဘာပဲဖြစ်သွားလဲလူတစ်ပိုင်းငါတစ်ပိုင်းပေါ့ခါအထက်ပိုင်းမှာဆိုရင်ရန်လှတဲ့လူမင်းမပုံစံပေါ့ခါအောက်ပိုင်းမှာတော့သူငါအမီပြောင်းသွားတယ်လို့ပြောပါတယ်ဒါကကဘာတမိုင်းမှာ ဒါမှတ်တမ်းတင်ထားတယ်အစောဆုံးမှတ်တမ်းတင်ထားတယ်ဒါလူတစ်ပိုင်းငါးတစ်ပိုင်းရည်သူမှပုံစံပါပဲအဲ့မှာဒီရှေးခေတ်အစီရီယာလူမျိုးတွေကဆိုရင်ဒီအဲနတ်ဖျားမရဲ့ပုံတွေကိုရုပ်ထုထုတ်ပြီးတော့သူတို့ကိုးကွယ်ကြတယ်ပေါ့နောက်ပိုင်းမှာဒီဂရိလူမျိုးတွေကဒါကိုမှဒါဒါစီတိုလို့ခေါ်တယ်ပေါ့အဲပြီးတဲ့ခါကျတော့ဒီနေ့ကျွန်တော်တို့မြင်နေရတဲ့ဒီမာမစ်ဆိုတဲ့ရည်သူမှပုံစံကဒီနတ်ဖျားမပုံစံကနေမှသူတို့စဉ်သက်လာတာပါ ဒါပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးကဘာလဲဆိုရင်အာရှဘက်မှာလေရာမယနာဆက်တော်တွေမှာဆိုရင်လေဒီဂျေသူမပုံစံဂျေသူမပုံမြင်ပေါ့ဂျေသူမပါပါတယ်ရာမယနာဆက်တော်ဆိုတာဒါ BC 1000တက်မကကိုမှာကိုပို့ပြီးတော့မှာဒါစောတယ်ပေါ့နော်အဲ့မဲ့အဲတော်တော်များများရေသူမှတန်တိုင်းနဲ့ပတ်သက်တဲ့မှတ်တမ်းတွေမှာတော့ဒီအစီအရာလူမျိုးတွေရဲ့ဟာက ဖော်ဆုံးဆိုပြီးတော့အစောဆုံးပို့ပြီးတော့မူလဆိုပြီးတော့မှရှိနေပါဒါဘာလို့လဲဆိုတော့အနောက်တိုင်းရှင်ချင်းမူပါပို့ပြီးတော့မှအဲကျေပြန့်ပြီးတော့တော်တော်များများကိုသူတို့တည်အောင်လဲဒါဖြန့်နိုင်တဲ့အနေအထားတစ်ခုကြောင့်မလို့ပါဒါဆိုရင်ကဘာအနှံ့မှာရှိတဲ့ရည်သူမှတွေကဘာတွေရှိတယ်လဲပေါ့အဲကျွန်တော်လိုက်ပြီးတော့မှဒီလိလာကြည့်တဲ့အခါမှာဆိုရင်ကမ္ဘာနိုင်ငံပေါင်း100ကျော်ပေါ့ဒီရည်ချင်းမှုတွေမှာဆိုရင် ်ယေသူမဒန္တာကြီးကပုံစံမျိုးမျိုးနဲ့ကိုရှိနေပါတယ်အဲပုံစံမျိုးမျိုးနဲ့ဆိုတော့ယေသူမရှိတယ်ဆိုတာဟုတ်တယ်ပေါ့ဒါပေမဲ့ယေသူမရဲ့ကျုပ်ရည်တွင်ပြီးတော့သူ့ရဲ့စွမ်းအားတွေကတဲ့သူကတစ်ခုနဲ့တစ်ခုဒါမတူညီပါဘူးပထမဆုံးအာရှဘက်ကိုကြည့်ကြည့်ပါခုနကကျွန်တော်ပြောခဲ့တဲ့ဟာပေါ့ဒီရာမယနာဆက်တော်ဒါရာမယနာဆက်တော်ကမြန်မာပြည်တော်တော်များများနေလေဒါရင်းနှီးပါတယ်အဲ့ထဲမှာဆိုရင်သူနာမစ္စရာလို့ခေါ်တဲ့ယေသူမတယောက်ပါပါတယ် သူကတတကီဒီဘလူးနဲ့ငားမှအဲတကောင်ပေါ့သူကတင့်မြက်ပြီးတော့မှရလာတယ်လို့သူပြောပါတယ်သူတို့ဒီပင်လယ်ထဲမှာနေတယ်ပေါ့အဲ့ဒီခါမှာဆိုရင်ဟနုမန်ကဒီရာမမင်းသားကိုကူညီပြီးတော့သူ့ရဲ့မြောက်တီနဲ့လင်္ကာပြည်ကိုလာဖို့အတွက်သူကြောက်တန်းစီပါတယ်ပင်လယ်ထဲမှာအဲ့မှာသူတတကီဒီကဒီသူ့သမီးဖြစ်တဲ့သူ့နာမေစာကိုခိုင်းပြီးတော့ပေါ့သူကပါလေဒီကြောက်တန်းကိုဖျက်ပြစ်ပေါ့အဲ့မှာကြောက်တန်းကခဏခဏပြက်နေတယ်ဟနုမန်ကအဲ့ဒီခါမှာဆိုရင်သူက ဘသူလောက်တာလဲဆိုလိုက်ရှာတယ်ပေါ့လိုက်ရှာတဲ့အခါမှာ तू တွေ့တာကျတော့ဒီငါးမားကလုတ်တယ်ဒီရေသူမားပေါ့နော်ရေသူမားကလုတ်တယ်ဆိုပြီးတော့တွေ့ပါတယ်အဲ့ဒီအခါမှာ तू တို့မြင်းမြင်းကြီးမဲ့ကြိုက်သွားတယ်လို့ပြောပါတယ်အဲ့ဒီသူတို့နှစ်ယောက်ပေါင်းပြီးတော့မှဒါကလေးလေးတယောက်တော့မွေးတယ်လို့ပြောပါတယ်မြောက်တစ်ပိုင်းငါးတစ်ပိုင်းပေါ့အဲ့ဒီမှာသူ့ရဲ့ဒီသူ့နာမည်စာအဲ့ကလေးကိုတော့မှသူ့အဖေတတကြီးကြီးမကြိုက်မှဆိုလို့စွန့်ပစ်ခဲ့တယ်လို့ပါပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဟန်နုမန်နဲ့ပြန်ပြီးတော့မှစုံပါတယ် အဲဒီနေရာမှာတော့ဒါကျွန်တော်ရာမဆက်အကြောင်းကိုပြောတာမဟုတ်တဲ့အတွက်အဲဒီရေလူမအပိုင်းကိုပဲ focus လုပ်ပြီးတော့မှပြောသွားပါမယ်ဒါကဒါကျွန်တော်အာရှဘက်ပေါ့မြန်မာဒီနေရောထိုင်းဒီဒီရာမရင်နာဆက်ပြန့်နှံ့တဲ့နေရာတွေမှာရှိခဲ့တယ်ဒါရေလူမဒဏ္ဍာရီပါနောက်တစ်ခုဂျပန်ဘက်ကိုကြည့်ကြည့်အောင်ပါဒါဂျပန်နေမမကောက်ပါကိုရီးယားတို့တရုတ်တို့မှာလည်းဒီရေလူမဒဏ္ဍာရီရှိပါတယ်အဲဒါပေမဲ့ဂျပန်နေရဲ့ရေလူမကကြတော့အစီရီယန်လူမျိုး ရဲ့ရေသူမလူမျိုးလှပနေတဲ့ရေသူမလည်းမဟုတ်ဘူးပေါ့ပြီးတဲ့ခါကျဒီရာမယနာဆက်တော်ထဲမှာပါတယ်သူနာမေဇာလူလူမျိုးဒါအစွမ်းရှိတဲ့အဲတကူနတ်တပိုင်းလူမျိုးပေါ့အဲ့လူမျိုးရေသူမလည်းမဟုတ်ပါဘူးဂျပန်ကြီးရဲ့ဒီရေသူမကိုသူကနင်းဂရိုလို့ခေါ်ပါတယ်သူကမြောက်ကောင်းနဲ့ငါးကိုတွဲထားတယ်လူမျိုးပေါ့ပြီးတော့အရန်ရှုပ်ဆိုးပြီးတော့ကြောက်စရာကောင်းတယ်လို့ပြောပါတယ်မဲ့သူ့ရဲ့လှည့်ဝဲချက်ကတော့ဘာလဲဆိုသူ့အသားကိုစားနိုင်တယ်ဆိုရင်မတည်မျိုးပေါ့ immortal ဘဝကိုရောက်သွားတယ်လို့ပြောပါတယ်ဒါကြောင့်ဒီရှေးတုန်းကဂျပန်လူမျိုးတွေဒီရေသူမောင်းကိုဖမ်းဆီးပြီးမသေးသေးဖြစ်စားဖို့ကြိုးစားရတယ်ဆိုတော့ပုံမြင်နေပေါ့ပြီးတဲ့ခါကျတော့အဲကာတွန်းတစ်ပုဒ်တောင်မှရှိပါသေးတယ်အဲ့ဒါနာမည်ကြီးပါတယ်သူတန်ခါတဲ့တယောက်ကဒီရေသူမောင်းကိုစားလိုက်နိုင်တယ်ပေါ့အဲ့ဒါအနှစ်ရှိရအောင်မှအသက်ရှိသွားတယ်ဆိုပြီးအဲ့ဒီလူမျိုးပုံမြင်နေလေဒီမှာရှိခဲ့ပါတယ် ဒါဆိုရင်အခုဥရောပဘက်ကိုကြည့်ကြည့်အောင်ပါဒီဥရောပမြောက်ပိုင်းပေါ့ဒီ Scotland တို့ Ireland တို့ဘက်မှာဆိုရင်ဂျေဇူမားကိုသူဘယ်လိုခေါ်လဲဆိုတော့ Silky လို့ခေါ်ပါတယ်သူတို့ကလည်းပင်လယ်ထဲမှာဆိုရင်ဖြန့်ပုံစံနဲ့နေတယ်လို့ပြောပါတယ်ဒါပေမဲ့ကမ်းခြေကိုရောက်တဲ့အခါမှာဖြန့်ရေကိုချွတ်လိုက်ပြီးဒါနဲ့သူတို့ကအရန်လှပါတယ်ဒါမိမချောတွေဖြစ်သွားတယ်ပေါ့အဲ့ဒီဒန်နာကြီးရဲ့ဒါဝိုင်းနေစရာကောင်းတဲ့အချက်တခုကတော့သူကပါလေသူလူယောက်ျားလေးတွေအားတဲ့အဲ့လိုမျိုး ဒီရေသူမတွေဖြန့်ပုံစံနဲ့နေနေရေသူမတွေကမ်းပေါ်တက်လာတဲ့အခါမှာသူတို့တောက်ပြီးတော့မှဖြန့်ရေကုန်ယူတယ်လို့ပြောပါအဲ့ဒါဒီဖြန့်ရေကုန်ကိုပိုင်နေလူကဒီရေသူမကိုသူတို့စိတ်ကြိုက်ခိုင်းလို့ရပြီပေါ့အဲပြီးတော့အဲ့ဒီရေသူမနဲ့သူတို့ဒီပိုင်ရှင်ဖြန့်ရေကုန်ပိုင်ရှင်နဲ့လေဒါလက်ထက်တယ်ဆိုတော့ပုံမြင်နေလေသူရှိပါတယ်ဒါအပြင်မှာသူဩစတြေးလျတိုက်လို့အိုရှန်နီးယားတို့ဘာလို့မှလူပုံမြင်နေရှိပါသေးတယ် အဲနောက်တစ်ခုကျွန်တော်ထပ်ပြောချင်တာတော့အာဖရိကတိုက်ကပါအာဖရိကတိုက်မှာတော့ဒီရေသူမကိုဒါမမီဝါလ်ဒေါ်လို့ခေါ်ပါတယ်သူကရေသူမအဲပုံစံမျိုးမှာသူကရေသောနှစ်သမီးဆိုပြီးသူတို့ဒီလိုပုံစံမျိုးသူတို့ယူဆကြပါတယ်ပို့ပြီးတော့သူဂျမ်းမာကြီးကောင်းလေးလုတ်ပေးနိုင်တယ်ပို့စီးပွားဥစ္စာတွေပြီးတော့လှအောင်တော့လုတ်ပေးနိုင်တယ်လို့ပြောပါတယ်ဒီရေသူမကပေါ့ဒါတကိုးရှင်ပေါ့နော်သူရဲ့ထူကြချက်ကကြတော့ပုံမှန်ကျွန်တော်တို့ဒီကဘာအနှံ့မှာတွေ့ရတဲ့ဒီငါအမိနဲ့လူခန္ဓာကို ပြင်ကိုသူကပါတော့မွေကြီးမားတဲ့မွေတကောင်ပတ်ထားတဲ့ပုံစံလို့ပြောပါတယ်ဒါဒီကျွန်တော်ခုပြောသွားတဲ့ရင်ချင်းမှုတွေကဒါပေါ့ဒီရင်ချင်းမှုတရားရည်သူမှဒန္တာကြီးရှိတဲ့ဒီရင်ချင်းမှုတရားကြော်တဲ့ကမှဒါမလဲဆိုနာမည်ကြီးတဲ့ရင်ချင်းမှုတွေထဲမှာရှိတဲ့ရည်သူမှဒန္တာကြီးတွေကိုကျွန်တော်ပြောပြသွားတာပါဒါတခြားအားတွေလည်းဒါအများကြီးရှိပါသေးတယ်ဒီ ေသူမကပေါ့ဒီပင်လေပြင်းရဲ့ဒါစမ်းချေတာကိုသူကိုစားပြုနေရဒါဆိုရင်ဒါဒဏ္ဍာရီတွေပေါ့ဒီသူမနဲ့ပတ်သက်ပြီးတော့မှဒါမျက်မြင်တွေ့တဲ့လူတွေရောရှိသလားဆိုရင်ဟွန်းရှိခဲ့တယ်ဆိုပြီးတော့မှပြောပါတယ်ဒီထဲမှာနာမည်အရင်ကြီးတဲ့လူတွေတောင်မှပါပါတယ်ဒီနာမည်ကြီးလူနှစ်ယောက်ပေါ့နော်ဒီနှစ်ယောက်အကြောင်းမှာတွေ့ခဲ့တဲ့မှတ်တမ်းတွေ့ခဲ့တယ်ဆိုပြီးပြောတဲ့လူတွေတော့အများကြီးရှိတယ်ပေါ့ဒါပေမဲ့ဒီထက်နာမည်အကြီးဆုံးနှစ်ယောက်နှစ်ယောက်အကြောင်းပြောမယ်ဆိုပထမတစ်ယောက်ကတော့ဒါခရစ်စတိုဖာ ကိုလံဖတ်ပါသူကအမေရိကတိုက်ကိုရှာဖွေတွေ့ရှိလို့ဆိုပြီးတော့မှသူဒါနာမည်ကြီးပါတယ်အဲသူကဒီရေသူမောက်ဘယ်တော့မှတွေ့ခဲ့တာလဲဆိုရင်1493ခုနှစ်တုန်းကဒီအခုဒိုမီနီကန်သမရနိုင်ငံဖြစ်လာမယ့်နေရာနားလေးမှာသူကရွက်လွင့်နေတုန်းပါတယ်ခြေထဲကနေမှဒီမတ်တက်တက်လာတယ်ပေါ့ရေသူမောက်သုံးခေါင်တွေ့လိုက်တယ်ဆိုသူရဲ့ခီးသွားမှတ်တမ်း log board မှာသူရေးခဲ့ပါတယ်ဒါပေမဲ့သူတခုထပ်ပြီးရေးထားတာဘာလဲဆိုဒီ ရည်သူမတွေကပေါ့ပကြီးကားထဲမှာတော့လှတယ်ပေါ့ဒါပေမဲ့သူတွေးတဲ့ရည်သူမတွေကအရန်ရုပ်ဆိုးပြီးတော့ယောက်ျားနဲ့တောင်မှတူတယ်ဆိုပြီးတော့မှဒါသူအဲ့လိုမျိုးမှတ်တမ်းထဲမှာရှင်းထားပါတယ်နောက်ထပ်တစ်ယောက်ကတော့ Henry Hudson လို့ခေါ်ပါတယ်သူကဒီမြောက်အမေရိကတိုက်မှာလူတွေစပြီးတော့အကြီးအကျယ်အခြေချတော့ငါသူရေချောင်းပြလုတ်ခဲ့တဲ့လူပါသူကဒီမှတ်တမ်းကိုရေးခဲ့တာ1600နဲ့မှာ၈ခုနှစ်ပေါ့နော် သူဘဲမှာတွေ့တာလဲဆိုရင်အာတိတ်သမုတ်တရားထဲမှာရွက်လွင်နေတော့မှာသူ့ရောသူ့ရဲ့တင်မောတာနှစ်ယောက်ကရည်သူမတကောင်သူဟိုအနီးကပ်တောင်မြင်ခဲ့တယ်လို့ပြောပါတယ်ဒါပေမဲ့သူတို့ရဲ့ရည်သူမကတော့ခရစ်စတိုဖာကိုလံဘတ်တွေ့ခဲ့တဲ့ရည်သူမနဲ့တော့မတူဘူးပေါ့နော်သူတို့မှာဒီသူတို့တွေ့ခဲ့တဲ့ရည်သူမအသားကလည်းရမ်းဖြူတယ်စပင်းနေရာလည်းနှက်ပြီးတော့မှရှေးနေတယ်ပေါ့ပြီးတော့ရေငုပ်တဲ့အချိန်မှာဆိုအမီးကငမန်းလိုပဲပြီးရခါကျအသက်ပြောက်တည်လဲပါတယ်ဆိုပြီးသူအသေးစိတ်ပြောသွားပါတယ် ီးတော့နောက်ထပ်ဒီရုပ်ရှင်မင်းသားပေါ့ John Smith လို့ခေါ်တဲ့သူပေါ့နော်သူကလည်းတွေ့ခဲ့တယ်လို့ပြောတာဒီရုပ်ရှင်မင်းသားကဟိုရှေးကာလတုန်းကရုပ်ရှင်မင်းသားပါသူကကြတော့ဒီအနောက်အိန္ဒိယဂျွန်းစုမှာရေကူးနေတော့သူအမျိုးသမီးတယောက်ကိုတွေ့တယ်ပေါ့အဲ့မှာအရန်လှလိုက်တာဆိုပြီးရေထဲကိုသူကအဲ့အမျိုးသမီးရှိတဲ့ဘက်ကိုကူးသွားတော့မှသူရေအောင်မှတွေ့လိုက်တာ ငါမီဖြစ်နေတယ်ဆိုပြီးပြောပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီဂျိုးစမစ်ပြောတာမဟုတ်ဘူးပေါ့သူကသူ့ကိုယ်သူနဲ့ပဲကြည့်အောင်ရှောက်ရေးတယ်ဆိုပြီးတော့မှဒီစာရေးဆရာတွေကဂျိုးစမစ်ကိုပြန်ပြီးဝေဖန်တဲ့စာရေးတောင်မှ channel တွေထဲမှာထည့်ကြတယ်လို့ပြောပါတယ်လူမျိုးပေါ့ဒါဒါခုနကျွန်တော်ပြောသွားတဲ့နှစ်ယောက်ကအာနာမည်အကြီးဆုံးယေသူမဟာကိုမျက်မြင်တွေ့ခဲ့တယ်လို့ပြောတဲ့အထင်မှာနာမည်အကြီးဆုံးလူတွေပေါ့နော်တကုံသစ်ခါလည်းရှိရဲလူတွေပေါ့ဒါအပြင်မှာတခြားဒီယေသူမတွေ့ခဲ့တယ်လို့ပြောခဲ့တဲ့ လူတွေလက်ဒါလူတွေမှတ်တမ်းနေလဲအများကြီးရှိပါသေးတယ်ပြီးတော့တကယ်တွေ့တယ်ဆိုပြီးတော့မှလိန်နာတွေတောင်မှရှိပါသေးတယ်ဥပမာအဖြစ်ဆို19ရာစုတုန်းကဆိုရင်ဒီ PG မှာမိတ်ပေါ့ PG မှာရေသူမှတွေ့တယ်ဆိုပြီးတော့မှသူလူတွေကိုလှည့်ပြီးတောင်မှပြတယ်လို့ပြောပါတယ်ဒါပေမဲ့တကယ်တမ်းစစ်ကြည့်လိုက်တဲ့အခါကျအဲ့ဒါပါဆိုမြောက်တီရဲ့ခန္ဓာကိုယ်ဟိုအပေါ်ပိုင်းနေပေါ့ငါးတကောင်ရဲ့အမီးကိုမှချုပ်ထားတယ် အတူပေါ့နောက်ပြီးကြတော့ဟိုးရှေတုံးခါဆိုရင်ဒီတင်္ဃာတွေတွေကဒီဂျီနီဟန်နီဘာလို့ခေါ်တဲ့အယုတ်ရေသူမပုံစံအယုတ်တွေလုတ်တယ်ပေါ့လုတ်ပြီးတော့မှသူတို့ကအဲ့ဒါဘာလဲဆိုတော့ကြတာဒါရေသူမ6ပေါ့သူပြောမှဒါတင်ပို့ရောင်းချရည်တော့လုတ်တယ်လို့ပြောပါတယ်သူများတွေကိုချောင်းတာပေါ့လက်ဆောင်ဖြစ်နေပြန်ရောင်းအဲ့ဒါနေကဘာပြန်သွားပြီဒါရေသူမတကယ်ရှိတယ်ဆိုပြီးအဲ့လိုမျိုးလိန်ညာမှုတွေတော့မှလုတ်ခဲ့တယ်လို့ ပြောပါတယ်ဒီနောက်ဆုံးအနေနဲ့ဒီရေသူမှတွေ့တာနဲ့ပတ်သက်ပြီးနောက်ဆုံးက2009ခုနှစ်တုန်းကပေါ့နော်ဒါအစရီးနိုင်ငံကမြို့တစ်မြို့မှာသူရေသူမှတွေ့တယ်လို့ပြောပါတယ်အဲ့မှာမြို့တော်ဝင်ကရေသူမှကိုဒါဆိုတွေ့တယ်ဆိုတွေ့တယ်လို့ဓာတ်ပုံရိုက်ပြပေါ့အဲ့ဓာတ်ပုံပြနိုင်တယ်လို့ဓာတ်ပုံနဲ့တကယ်စစ်တယ်ဆိုရင်ဒေါ်လာ1မီလီယံပြောပေးမယ်လို့ပြောပါတယ်ဒါပေမဲ့အခုချိန်ကြီးပေါ့အဲ့2009တုန်းကဖြစ်တယ်အခု2025အထိဒီရေသူမှရှိတယ်ဆိုတော့ဓာတ်ပုံပြနိုင်တယ်လို့ပြောင်းမှာမပေါ်သေးပါဘူးပေါ့ ဒါဆိုရင်ကဘာအနံ့မှာရောဒီနေရာမှာကျွန်တော်နောက်တစ်ခုပြောချင်တာကဘာအနံ့မှာရောဘာကြောင့်မလို့တူညီတဲ့ရည်သူမှဖြစ်ရတည်ရှိနေတာလဲပေါ့အစောပိုင်းမှာပြောခဲ့သူပါပဲဟိုးတော့မှာဆိုရင်ကဘာနေရာတွေကတခြားစီပါဒီအာတိတ်ဒေတာရေခဲပြင်အာဖရိကဒေါ်ရင်ဒါဥရောပပြီးတော့ခါကျတော့အာရှပေါ့ဒီဩစတြေးလျာဩရှေးနီးယားလို့ခေါ်တဲ့နေရာတွေဒိုင်းမှာဆိုရင်ဒါလူတစ်ပိုင်းငါးတစ်ပိုင်းဒန်နာကြီးတွေကရှိတယ်ပေါ့ ဒါဘာကြောင့်မလို့ဒီလိုကဘာအနှံ့မှာတူပုံစံတူနဲ့ရှိနေတာလဲဆိုပြီးတော့မှဒါကျွန်တော်ရှာဖတ်ကြည့်ရခါမှာသူအဖြစ်၃ခုတွေ့ပါတယ်ဒါဘာလဲဆိုရင်ငါပထမတစ်ချက်ကပေါ့ပါရီဒိုလီယာလို့ခေါ်တဲ့အုံနောက်ကအဲလုတ်တဲ့သဘောတရားတစ်ခုပေါ့အုံနောက်ရဲ့လုဆောင်ချက်တစ်ခုပေါ့ဒါဘာလဲဆိုလူတွေကမတဲကွဲတဲ့အရာဝတ္ထုကိုမြင်တဲ့အခါမှာဆိုရင်ကိုယ်ရင်းနှီးပြီးသားအရာဖြစ်အုံနောက်ကပုံဖော်ပြစ်လိုက်တယ်လို့ပြောပါတယ်ဥပမာအဖြစ်ဆို တိန်တွေကိုလူရဲ့တိန်တွေကြည့်တဲ့ခါကျဒီပုံကပေါ့ဒါအဲတိန်ဒီတိန်ပုံစံဝီလာငါးပုံစံဖြစ်နေတယ်ဒီတိန်ပုံစံကတော့မြောက်ပုံဒီတိန်ပုံစံကတော့ဒါပေါ့တခြားအကောင်တွေပုံစံပေါ့ဆက်ဝိုင်းပုံဖြစ်ပြီးအဲ့လိုမျိုးဖြင်းညတယ်လို့ပြောတာဒါပေမဲ့တကယ်တိန်ကအဲ့လိုလားဆိုတော့မဟုတ်ဘူးလူတွေကမသေးခွဲတဲ့အရာဆိုရင်လူတွေရဲ့လူရဲ့အုံနောက်ကအနည်းဆက်ဆုံးပုံစံနဲ့သွားပြီးတော့မှဒါပုံဖော်ပလိုက်တယ်ပေါ့အဲ့လိုပုံဖော်ပလိုက်တယ်ဒါကြောင့်မို့လို့ဒီဘာရီဒိုလီယာဆိုရဲ့ အုံနာရဲ့လှုပ်ဆောင်ချက်ကြောင့်ဖြစ်တယ်လို့ပြောပါတယ်။အခုရပိုင်းတွင်ဆိုရင်အင်တာနက်မှာဆိုရင် तू အပုံတပုံရှိနေပါတယ်။ तू ကပုံပေါ်အဲ့ပုံကိုချိလိုက်တယ်ဆိုရင်ပင်လယ်ထဲမှာရွက်လီရွက်လီလို့ထင်ရပါတယ်။ဒါပေမဲ့တေချာကြည့်တဲ့ခါကျမှဆိုဖာပေါ်မှာပြဲနေတယ်ဆိုဖာပြဲပေါ့။အဲဆက်ဆက်လာချင်းချိလိုက်တယ်ဆိုရင်တော့တော်တော်များများထင်တာဒါပင်လယ်မှာရွက်လီသွားနေတယ်လို့ထင်ပါတယ်။အဲအဲ့ဒီမှာတော့မှ तू ကပ်ရှင်နာမှာရေးထားပါသေးတယ်ပေါ့ဒီပုံကိုပင်လယ်ထဲကရွက်လီလို့ထင်နေဆိုရင်တော့နင်တို့ခီးသွားဖို့လိုနေပြီဆိုပြီးအဲ့လိုမျိုးကပ်ရှင်နဲ့ ီတာပုံသူဒီအပိုင်းမှာခဏတက်ပါတယ်ဘာကြောင့်မလို့ဒီဟာဟိုမလူတွေကဒီပုံကိုဆက်ဆက်ကြည့်ခြင်းမှာဒီလိုမျိုးထင်သွားရလဲဆိုတော့ဒါအုံနာရဲ့လှုပ်ဆောင်ချက်ပေါ့ပါရီဒိုလီယာဆိုတဲ့ဒါလှုပ်ဆောင်ချက်ကြောင့်မလို့ပါနောက်တစ်ခုကဒီ symbolism လို့ခေါ်တဲ့သဘောတရားရေးရာတူညီမှုပေါ့လူတွေရဲ့ယဉ်ကျေးမှုမှာဆိုရင်သူကဘာလဲဆိုရေနဲ့ဒါမျိုးသမီးတွေကိုဆက်ဆက်ပြီးတော့မှပြောတယ်လို့ပြောပါတယ်ရေပေါ့ရေနဲ့ပတ်သက်တာဥမာမြစ်ဆိုရင်လည်းအဲ့လိုမျိုး မြစ်တွေဆိုရင်လည်းဥမာ မြစ်တို့ဤမာယာဆိုပြီးတော့မှဒါအမျိုးသမီးတွေမာယာနဲ့တွားပြီးတူတယ်ပေါ့လို့ပုံစံမျိုးတွေနဲ့ပြောပါတယ်အဲ့လိုမျိုးပေါ့ရှီရှီနဲ့အမျိုးသမီးနဲ့ဆက်ဆက်ပြီးတော့မှပြောတယ်ပြီးတဲ့အခါကျတော့ရှီနဲ့ပင်လယ်နဲ့ကိုဆက်ဆက်ပြီးတော့ပင်လယ်နဲ့အမျိုးသမီးနဲ့ဆက်ဆက်ပြီးတော့မှပြောတဲ့ဟာတွေလည်းရှိတယ်လို့ပြောပါတယ်အဲ့ဒီမှာဆိုရင် तू ကအဲလှပပြီးတော့အန်လီရဲ့များတယ်ပင်လေကအမျိုးသမီးတွေနဲ့တွားပြီးတော့မှအင်း တင်တူတယ်ပေါ့နော်ဆင်တူတယ်ဆိုပြီးတော့မှလူတင်ဂီတာသဘောတရားနဲ့ချိတ်ဆက်ပြောတဲ့ symbolism ကြောင့်မို့လို့လေကဘာအနှံ့မှာအဲဒီလိုမျိုးဂျေသူမထန်တာကြီးထွက်ပေါ်လာတာလို့ပြောပါတယ်နောက်ဆုံးတစ်ချက်ကတော့ဒီ cultural exchange လို့ခေါ်တဲ့ဒီရည်ကျင်းမှုကူလူဆက်ဆံမှုကြောင့်ရှေးတုန်းကဆိုရင်ဒီပင်လယ်ကူးတင်မောသားတွေကဒီစိတ်ကမ်းတစ်ခုအနေနဲ့တစ်ခုသွားအဲ့ဒီမှာဆိုရင်သူကပါလဲဆိုသူတို့ သူတို့ရဲ့ဒေတာမှာရှိတဲ့ပုံမြင်နေဖြစ်ရတဲ့ဒီရောက်တဲ့နေရာမှာပြောပေါ့ရောက်တဲ့နေရာပုံမြင်နေဖြစ်ရတဲ့ကိုယူသွားပြီသူတို့ဒေတာမှာပြန်ပြောအဲ့လိုမျိုးတွေဒါလောက်ကြပါတယ်အဲလောက်ကြတယ်ပေါ့နော်လောက်ကြတယ်ကဥပမာဆိုဂရီတင်မောသားတွေကသူတို့ဆိုင်ရန်လို့ခေါ်တဲ့ဒီရေသူမပုံမြင်နေကိုမှအကျူလာပြီးတော့မှသူပြောပြကြတယ်ပေါ့အရှာကိုပြောပေါ့အဲ့ဒီမှာဆိုရင်ဒါပုံမြင်နေဆိုရင်ဒါတဖြည်းဖြည်းနဲ့ကိုပြန့်နှံ့ပြန့်နှံ့သွားပါတယ်တဖြည်းဖြည်းနဲ့ဟိုတွားပြီးတော့မှဒါကတ်စထရယ် အခြေပေါ့နော်အဲ့လိုမျိုးပြန့်နှံ့သွားတာကြောင့်မို့လို့လေဒီလိုဖြစ်တယ်ဆိုပြီးတော့မှဒါအဆက်ဆက်မရှိတဲ့ဟိုးရှည်ရှည်တုန်းကကဘာမှာဂျီလူမတန်တာကြီးဒီဘာကြောင့်မို့လို့ရှိနေတာပေါ့ဒါဒီသုံးချက်နဲ့သူဖြည့်ရှင်းချက်ပေးထားပါတယ်အဲနောက်တစ်ခုကသိပံပညာရရောဒါတကယ်ဟုတ်သလားပေါ့သိပံပညာရရောဂျီလူမရှိတယ်ဆိုတာအခုချိန်ထိကမဟုတ်ဘူးလို့ဒါပြောပါတယ်ဒါခန္ဓာကိုယ်တိဆောက်ပုံရလဲဖြစ်နိုင်မှုလို့ ါပြောကြပါတယ်ဒါဆိုရင်ဒီကိုလံဘတ်တူရေချောင်းပြတဲ့လူကိုမြင်ခဲ့တဲ့ဟာပါလေပေါ့ပါလေဆိုတဲ့ခါကျတော့သိပ္ပံပညာရတော့သူသုံးချက်နေသူပြန်ရှင်းပြထားပါတယ်ပထမတစ်ခုကဒီ miss identification ပေါ့ဒါအမြင်အာယုံမှားတာပါအဲဒီသိပ္ပံပညာရှင်ဒီပြောတာကဒီကိုလံဘတ်တူမြင်ခဲ့တဲ့ဟာကခြေသူမမဟုတ်ပဲနဲ့ဒီ magnetics တူပြခါကျဂျူကောင်းလို့ခေါ်တဲ့ခြေဝက်တွေဖြစ်တယ်လို့ပြောပါတယ်ဘာကြောင့်မလို့ဆိုဒီခြေဝက်တွေက သူတို့ရေထဲမှာ down light နေတယ်ပေါ့ down light နေပြီးတော့မှရေပေါ်မှာတက်တယ်ဆိုလဲ down light ခေါင်းဖုံပြီးတော့မှရေရှုတယ်အသက်လေကိုရှုတယ်လို့ပြောပါတယ်ပြီးတော့သူတို့ရဲ့ထူးခြားချက်တစ်ခုอ่ะပေါ့ဒီကသူတို့ကနှုတ်တိုက်တတော်တွေပါရေထဲမှာနေတယ်ဆိုရင်မဲဒီကလေးတွေကိုနှုတ်တိုက်တဲ့အခါကျတော့သူကလူမိန်းမတွေလို့ပြောပဲလက်ဆူးတောင်နေတယ်ကလေးကိုပွေထားတယ်လို့ပြောတယ်ပေါ့ဒါကြောင့်မို့လို့ဂျုတ်တဲ့အတောင်ပင်လေထဲမှာမြင်လိုက်တယ်ဆိုရင်ပေါ့ပင်မောသားတွေအနေနဲ့ကဒါ မျိုးသမီးတွေနေနေအဲထင်မိတယ်ပေါ့အဲ့လိုမျိုးထင်မှားပြီးထင်မိတယ်လို့ပြောပါတယ်ဒါအဲအပေါ်မှာကျွန်တော်ပြောခဲ့တဲ့အဲဟာတခုနေတော့မှသွားပြီးတော့မှဒါသွားပြီးတော့မှဆင်ပါတယ်ဒီအုံနောက်ရဲ့ပါရီဒူလီယာလှုပ်ဆောင်ချက်ဆိုရဲဟာမျိုးပါနောက်ထပ်တခုဟာဟာကြတော့ဒါဟူးအရင်ကအဲ ဖြစ်ခဲ့တဲ့ syndrome ဆိုရင်ယောဂတခုရှိတယ်လို့ပြောပါတယ်။ဒါ mammy syndrome လို့ခေါ်ပါတယ်။သူ့ရဲ့နာမည်က cyanomilia လို့ခေါ်တဲ့ယောဂပေါ့။အဲ့ဒါကဘာလဲဆိုရင်ဒါမွေးရပါရှားပါယောဂလို့ပြောပါတယ်။ကလေးမွေးလာတဲ့အခါမှာဆိုရင်လူရဲ့ခြေထောက်ကပူးနေရပေါ့။ပူးပြီးတော့မှခြေဘွားနှစ်ဖက်ကလည်းကွာကားပြီးတော့ထွက်နေဥပမာငားပုံစံမျိုးပေါ့အဲ့ကျတော့ဟိုးအတိတ်တုန်းကလူပုံစံမျိုးမွေးလာတယ်ဆိုတော့ဒါကရေသူမှမွေးလာတယ်ပေါ့ဒီလိုယောဂာနဲ့မွေးလာတယ်သူရေသူမှ ြင်းနေမွေးလာတယ်ဆိုပြီးတော့မှဒါထင်ခဲ့ကြပါတယ်ပေါ့တတိယအချက်ကတော့ဒါအပေါ်မှာပထမအချက်နဲ့တွားပြီးတော့မှစိုင်ပါတယ်ဒါ psychology စိတ်ပညာနဲ့စိုင်တာပေါ့နော်လူတွေကဒီပင်လယ်မှာတွားရင်းနေဒီရေချိုးပြက်လက်တာတော့အဟာရအဲချူတေတာအထီးကျန်ဆန်တာဒါကြောင့်မို့လို့ဒီ hallucination လို့ခေါ်တဲ့စိတ်အာရုံခြောက်ခြားတာဖြစ်တယ်လို့ပြောပါတယ်။အဲကြတော့သူတို့ဒါမြင်ရတယ်မြင်နေတယ်ပေါ့မြင်ရတယ်မြင်ပြီးတော့မှရေသူမှတွေ့တယ်ဆိုဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့် ခြုံပြီးတော့မှကြည့်မယ်ဆိုရင်ဒါယေသူမဆိုတာဒါမရှိဘူးလို့သိပ္ပံပညာပြောထားပါတယ်ပေါ့ကြတော့အဲဒါပေမဲ့တပတ်မှသွားပြီးတော့မှကြည့်မယ်ဆိုရင်လေကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပါပဲလူတွေကဒီနတ်ဆိုင်နဲ့ယေသူကြီးနဲ့ပတ်သက်လို့ဆိုရင်900ခိုင်လို့ပြတိပါသေး95ရခိုင်လို့ဒီထဲမှာဘာရှိလဲဆိုတာမသိဘူးပေါ့ဒါကြောင့်မလို့ဆက်ပြီးတော့မှလေ့လာရင်းနဲ့လေ음 ဒါကျေသူမလူမျိုးထူဆန်းတဲ့တတ္တဝါတွေရှိနိုင်နေဆိုပြီးတော့မှအတိအကျယုံကြည်နေတဲ့လူတွေလည်းရှိပါတယ်တစ်ဖက်မှာလည်းဒါကျေသူမဆိုတာလူသားတွေစိတ်ကူးယဉ်မှုပေါ့ဒါတဘာဝတရားရဲ့စမ်းကျင်မှုနဲ့အမြင့်အာယုံမာရွေမှုတွေဒီဟာတွေအကုန်လုံးပေါင်းဆက်ပြီးတော့မှဖြစ်လာတဲ့ဒီကဘာကျော်ဒဏ္ဍာရီတစ်ခုလို့ပြောပါတယ်အဲဒီနေ့ဒီဗီဒီယိုကတော့ဒါရေသူမတွေတကယ်ရှိလားမရှိလားဆိုတာ ਨੇ အဲပတ်သက်ပြီးတော့မှ ပြောပြထားတဲ့အကြောင်းအရာပါ ားလုံးနဲ့ချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်